ဒါပို့ကုန်နေပေါ့နော်ပို့ကုန်နေပေါ့ပို့ပို့သမ ्या ကုန်ကုန်နေတာငါးဖက်ဒီ night flying ပြန်ပြီးတော့ဘယ်လိုဖြစ်လို့ပစ်တာလဲစမဟုတ်ဘူးလို့ရုရှားကိုယ်တိုင်မှာပါတယ်ပေါ့နော်မင်္ဂလာပါ ငါကျွန်တော်တို့ငါအခုဆရာကြီးနေဝေးအောင်နေပါတော့ပြည်သူအမေငါတို့တန်မှန်းထားလဲဘာလို့လဲဆိုတော့အားဖြစ်စရာကောင်းတဲ့ဒါအကြောင်းအရာတွေပြောမှာပါတော့အဲကျွန်တော်ဒါကျွန်တော်တို့ပြည်သူအမေငါတို့တန်စီစဉ်ရနေပြန်ပြီးတော့ကြိုးစားပါလေဗျအဲ့တော့ဆရာကြီးမင်္ဂလာပါမင်္ဂလာပါနှုတ်ဆက်ပါဦးမင်္ဂလာပါဟုတ်အဲအဲ့တော့ဘာတွေထူးခြားလဲဆရာကြီးဘာတွေထူးခြားလဲဘာတွေခွန်အားပြည့်စရာတွေရှိလဲပထမဆုံးဒါဟိုတည်င်းကောင်းကတော့လက်တည်င်းသားတိုင်းပုတ်ပြင်းပါပေါ့အဲပြူစော်တီစခန်းကိုဒါဝင်တိုက်တာပြူစော်တီကောင်းဆောင်ထေဝင်း ်ပါဝင်ပထဝီအသက်ပြောင်းသိတော်တော်ပြန်ပြေးသွားရပါတော့အဲအဲ့ဒီမှာလဲလက်နက်ဆယ်လက်ဟုတ်တယ်ရတယ်လို့တွေ့ရဟုတ်တယ်ဟုတ်တယ်အဲအဲ့ဖြစ်စဉ်တွေ့ရတယ်ပေါ့တွေ့လိုက်တယ်အဲတွေ့လိုက်တော့အဲအဲ့ထဲမှာဒါသိန်းစီရမီလက်နက်ခဲရန်နေကြည့်လိုက်တော့ကြတော့ဒါကျွန်တော်တပ်ဖွဲ့တွေဘက်ကတုံးတဲ့ဟာမျိုးတွေကြီးပဲပေါ့နော်အဲတုံးတဲ့ဟာမျိုးဒါကြည့်ရတာသူတို့ဘက်ကနေပြီးတော့ဒါကိုပြန်ပြီးတော့ထုတ်ပေးထားတဲ့ဟာမျိုးပေါ့နော်အဲဒီကောင်တွေကမဆိုးတော့မဆိုးဘူးပေါ့နော်ဒီပြူတွေကနည်းနည်းအဆင့်မြင့်တယ်လို့ပြောရမှာပါဗျာ ် MA ဆိုရင်ဒီကောင်တွေနားကားနေဦးမှာဟုတ်အဲ့ဒါဒါပေမဲ့လေဒါအရေးချင်းမှမရှိတာပြီးတော့စိတ်သက်အရာလည်းဘာမှစစ်သားမှမပီးတာအဲ့တော့ကျတော့ဒါရတာပဲလေကျွန်တော်တက်ဖွဲ့တွေရတာပဲနောက်တစ်ခုကကျွန်တော်အဲ့မှာထူးကြတာကခေါင်းဆောင်ခေါင်းဆောင်ထေးဝင်းနော်ခေါင်းဆောင်ထေးဝင်းထေးဝင်းလည်းကန့်ရောကျန်တဲ့ကောင်တွေအကုန်လုံးကလက်နက်ခဲနေထားပြီးထွက်ပြေးတာအဲ့တော့အဲ့လိုဒီကိုသူတို့ရေသွမ်းတက်တိနဲ့ပြေးဆောင်တာပေါ့နော်ထွက်ပြေးတယ်ပြတော့ဒါစကန်တစ်ခုမှရှိတာဒါ၁၀ရောက်ကျော်လောက်ပဲရှိရဆိုပြီးသိရသိရတော့မင်းတို့မှုတ်လို့ ဒီအခြေအနေမျိုးမှာဆယ်ယောက်လုံးနဲ့စကန်းထဲမှာနေရဲသေးတယ်လို့ပြောချင်တာ။ဥမာစစ်ကောင်စီရောက်ကောင်နေတော့မှအဲ့လောက်အင်အားနဲ့ဆိုရင်မနေရဲဘူးပေါ့နော်။ဒီကောင်နေပြူဆိုတဲ့ကောင်နေကအမဲမကြောက်မလန့်နဲ့ဒါတော်လိုင်းတပ်ဖွဲ့တွေကိုအမဲမသိရင်ဒါသူတို့ကဟိုလုံးဝအင်အားအများကြီးလို့လို့ဘာလို့လို့နေပေါ့နော်။ဒါလုံးဝအင်အားဆယ်ယောက်ထဲနဲ့သူကစကန်းထဲမှာနေရဲတယ်ဆိုတဲ့အဆင့်ကဆိုတော့မစိုးဘူးပေါ့နော်။ဒါပေမဲ့လည်းလာလာနဲ့ထွက်ပြေးတဲ့အဆင့်အဲ့တော့ဒါတပ်ဖွဲ့တွေကဟိုနာလို့ဒါလက်နက်ခဲရနေလဲရလိုက်တယ်။ပြီးတော့နောက်ထပ်ဟာပြောရမယ်ဆိုရင်သူကဒီခေါင်းဆောင်တယောက် ြာပြီဆိုတာနဲ့ဟိုဘက်ကကောင်းတယ်ဖြုတ်ဖျက်ဖြစ်တယ်ဆိုတဲ့အချက်အဲ့ဒါရှေ့မှာကျွန်တော်ပကံဘလူးပကံဘလူးမှတ်မိရနော်ကျွန်တော်ဒါကိုစည်းနဲ့ကျွန်တော်နဲ့အင်တာဗျူးတဲ့အချိန်မှာလေသူဆီကစစ်ဖို့ခေါင်းဆောင်လှုပ်လာတယ်ခေါင်းဆောင်အနေနဲ့ပါလာတဲ့စစ်ဖို့တယောက်ကြာသွားပြီဆိုတာနဲ့ကြာတဲ့ကောင်းလေးကုံလုံးကအဲ့လိုမျိုးတနေ့တွေပါထားပြီးထွက်ပြေးရအဲအကောင်လုံးပြောစားပြေးတော့ဒါဥတီယာထွက်ပြေးကြပါဘောနော်လုံးဝအစီအစဉ်ကိုမရှိတာသူတို့မှာအဲအဲ့လိုပုံစံမျိုးအဲကျတော့ခေါင်းဆောင်ကအရေးကြီးတယ် ဟုတ်တယ်သူတို့ဘာမှခေါင်းဆောင်ရေးကြည့်အဲကျွန်တော်တို့ဘာမှတော့လာမလုပ်နဲ့မရဘူးအကုန်လုံးကခေါင်းဆောင်ပဲဘာဖြစ်လို့ဆိုတော့အားလုံးကဒီအသိစိတ်တွေရှိတယ်ဒီတိုက်ပွဲတစ်ခုဘယ်လိုကုကဲရမလဲဒါမျိုးပုံစံမျိုးတွေကအကုန်လုံးမှရှိထားတယ်ဗောနော်အဲလိုဖြစ်အောင်လည်းလုပ်နေကြတယ်အဲ့တော့ဟိုဘက်မှာကြာအဲ့လိုမဟုတ်ဒီခေါင်းဆောင်တစ်ကောင်လစ်ပြီဆိုတာနဲ့ကျန်တဲ့ကောင်တွေအကုန်လုံးဖြိုဖျဲပဲအဲ့တော့ကျွန်တော်ကောင်းဆောင်ရွေးပြီးတော့စော်စေးကျင်တာပေါ့နော်စစ်ကောင်စီစစ်ကြောင်းဆိုလဲအဲ့တိုင်းပဲအကြီးဆုံးဘယ်ကောင်ပါလဲကြည်လိုက်ကြည်လိုက်တာနဲ့ဒါတိတာပါလေချိုးဟာရယ်ဆိုရင်အဲသူဘေးနားမှာဘတ်စမန်ပုံစံမျိုး၂ရောက်လောက်ကအမြဲတမ်းရှိနေမယ် အပြင်အဝိစာဝိတာအစပြောပုံစုံပုံအစပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒါခံမှန်းလို့ရတယ်အဲ့ကောင်နေတာရွေးဖြုတ်ဖြုတ်လာအဲ့စစ်ကြောင်းကြောင်းလို့ကုန်ပြီပဲအဲဒါလည်းအားရစရာချိန်မှလည်းဟိုချိခဲ့တယ်ပေါ့နော်ဒါပကူပကိုးတိုင်းအတွင်းထဲမှာဒါကျွန်တော်တို့အုတ်ရှစ်ပင်တို့ဘာလို့နာနီးရရွာတွေကိုခုနစစ်တပ်ကနေယူပြီးတော့လက်နဲ့လက်နှစ်ရာတွေပါပြီးထုတ်ပေးတာထုတ်ပေးတဲ့ခြေတန်းတွားတာပေါ့နော်တွားတော့အကုန်လုံးချောတာပဲတဲ့နောက်တတုတ်တတုတ်လွတ်တတုတ်လွတ်အဲ့ ရောင်ခြေတော့တို့ဘာတော့အိုင်နာတွေရရွာတွေရဆိုလဲဒါရွာသားတွေနဲ့ပြစောထီတွေပေါင်းပြီးလွတ်တာအဲ့ဒါလေလာတဲ့ဗျတိုက်ပွဲအကုန်ကြတာပဲဗောနော်တွားတွားဒါပို့ကုန်နေဗောနော်ပို့ကုန်နေပို့ပို့သမ ्या ကုန်ကုန်နေတာကနတ်တောင်သူကကောင်းကောင်းမဟိုပြစ်တက်တဲ့ဟိုလေ့ကျင့်ရှိသေးဗောနော်ဒီပြစောထီတို့နောက်တစ်ခုကကျွန်တော်တို့တက်သားတစ်တွေဆိုလဲဒါပါစားနော်မဟုတ်ဖြောင်ဖြောင်တန်တန်အောင်တန်တန်မပြစ်နိုင်တဲ့လူတွေဒါမျိုးတွေလွတ်တော့ တော့ပုံပုံတာပေါ့ပုံပုံနေပေါ့ဟုတ်တယ်နောက်တစ်ခုကတော့ဘုရင်23ရက်နေ့ပေါ့ဒါဟိုလှုပ်လေးလှုပ်ထပုံမှန်လှုပ်လေးလှုပ်ထရှိတဲ့စစ်တပ်ရဲ့ဒါကျင်းထောင်တတိယတည်းပြီးတော့အကျဉ်းသား4890နံပါတ်3ဦးဒါလွတ်တာပေါ့နော်အဲ့ဒီတဲမှာမှကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေကတော့ဒါ9ရက်ရက်ခိုင်နှုန်းတော့တောင်မရှိဘူးလို့သိရတယ်ပေါ့လေอืมအဲ့ဒါသူတို့အတွက်ဒါလိုရုပ်လှုပ်စင်ဟုတ်ပြီးရင်ရတရာတစ်ခုအနေနဲ့တော့လှုပ်တာဒီဥစ္စာကလေ ။သူကအမြဲတမ်းမှဆိုင်ကြုံမှာပါ။ဟိုနင့်သက်တစ်ခါလွတ်၊ငါ့သက်ဆယ်ခါလွတ်။အဲ့လိုပုံစံမျိုးနဲ့ဒီလူတွေကိုပေါ့နော်။အဲ့လိုသဘောထားပြီးလှုပ်တဲ့ကောင်းတယ်။တော့နေဆောက်ချက်မကောင်းဘူး။ဟုတ်တယ်။ပြီးတော့ကျတော့နိုင်ငံကာကိုပြချင်တာပေါ့။အဲဒီနိုင်ငံမှာဒီလိုပုံစံမျိုးနဲ့သူတို့လှုပ်ပေးနေပါလေအဲဒီလိုမျိုးသူတို့ကိုလာပြီးတော့လှုပ်တဲ့သူတွေတောင်မှသူတို့ဒီလိုပြန်ပြီးတော့အခွင့်အရေးပေးပါလေဆိုတဲ့ပုံစံမျိုးတွေလှုပ်ရှင်လာလေပါအဲနောက်တစ်ခုကတော့အဲ့လိုလှုပ်ပေးလာပြီဆိုတဲ့အထဲမှာပေါ့နော်စိတ်ချရသလားဆိုစိတ်မချရဘူးဆရာကြီးဟုတ်တယ်ဟုတ်တယ်သူကပြောလို့ဆိုတော့ အခုလွတ်ပေးလိုက်တယ်ခဏနေကြပြန်ဖမ်းဖမ်းသွားဟုတ်တယ်နောက်ကနေလိုက်ပြီးတော့ကြည့်နေရရှိမှဆိုရင်လည်းဒါနိုင်ငံကြီးအကျဉ်းသားမှန်တယ်များကျွန်တော်တို့ဒီစာအဖတို့ဟုတ်တယ်စာအဖရဲ့ရှိမှလည်းထောက်လန်းရေးလို့ဆိုတာမျက်ရှိမပြတ်ဒါနိုင်ငံကြီးတမားတွေကိုစောင့်ကြည့်နေတာပေါ့နော်ဟုတ်တယ်ဘိုးကြီးရှိမှပြောသလိုပဲစိတ်မချအောင်ဆိုတော့ဒီနေ့လွတ်တယ်နောက်နေ့ကျရင်အိမ်ပြန်သွားပြီးတော့ခေါ်ပြီးတော့ထောင်ထဲပြန်ထည့်တာမျိုးတွေ ဒါချိန်မှာလဲတောက်လျှောက်တွေရှိခဲ့တယ်ပေါ့နော်။အဲ့ဥစားဒါကြောင့်ဒါလွမြောက်လာတဲ့သူတွေအနေနဲ့ဂယူဆိုင်ရမယ့်ဟာပေါ့နော်။လွမြောက်တဲ့ဟာကိုလွမြောက်လာတဲ့ဟာအတွက်တော့ဝမ်းသာ။ဒါပေမဲ့လွတ်ပေးတဲ့အတွက်တော့ကျွန်တော်ကကျေးဇူးမတင်ဘူး။ဟုတ်တယ်လေ။ဒီတက်ဖွဲ့တွေဒီချို့ဖွဲ့တွေကမတရားဆွဆွဲခံရတာ။ဟုတ်တယ်။သူတို့တက်ရှင်တဲ့ပုံမှန်တွေတက်ပြီးတော့အခုလိုမျိုးဒါထောင်ထဲထည့်ပလိုက်တာ။ချို့ဆိုရင်ငွေကြီးနဲ့အဆလိုက်တာတော့မှမရဘူးပေါ့နော်။ငွေကြီးအဆသူတို့အိတ်ထဲထည့်တယ်။ဒါပေမဲ့လူလွတ်ပေးလားမလွတ်ပေးဘူး။ အဲ့လိုပုံစံမျိုးနဲ့သူတို့နိုင်တဲ့စီးနေလှုပ်ပြီးတော့ဖမ်းဆီးထားတဲ့သူတွေချုံနောင်ထားတဲ့သူတွေအဲ့လိုလူတွေအခုလိုမျိုးပြန်လွတ်လာတဲ့အတွက်တော့ဝမ်းသာတယ်ဒါပေမဲ့လွတ်ပေးလိုက်တဲ့ကောင်တွေကိုကျေးဇူးတင်စရာတော့အကြောင်းမရှိဘူးဟုတ်တယ်ဒီကောင်တွေတမင်ယုံမာခဲ့တဲ့ကောင်တွေပေါ့နော်ပြီးတော့အဲ့လိုလွတ်ပေးတဲ့အထဲမှာဟိုနာလိုဟိုရာဇဝတ်သားတွေပေါ့နော်ရာဇဝတ်သားဒီနိုင်ငံရေးနဲ့လည်းဘာမှမဆိုင်တော်လိုင်းရေးနဲ့လည်းဘာမှမဆိုင်ဘူးအဲ့သူကလည်းသူအပြင်မှာခိုးဆိုးလူနိုင်ဆိုတဲ့ကောင်မျိုးတွေပေါ့နော်အဲ့လိုကောင်မျိုးတွေပါလာတာတွေအများကြီးရှိနိုင်တယ် အဲ့ဒီအတွက်တော့ဒါမြို့ပေါ်မှာပဲဖြစ်ဖြစ်ရက်ရွာတွေမှာပဲဖြစ်ဖြစ်လုံခြုံရေးပေါ့နော်အခုခေတ်အခုကာလနဲ့ဆိုရင်ဒီလိုမျိုးပုံစံမျိုးတွေကဂရုစိုက်ရမယ့်အရာတခုတော့ဖြစ်တာပေါ့ဆရာအဲ့တော့အဲ့လိုမျိုးမဖြစ်ဖို့ပေါ့နော်အဲ့လိုမျိုးအန္တရာယ်တွေဖြစ်လာနိုင်တဲ့အခြေအနေတွေကိုလည်းကြိုတင်ပြီးတော့ပြင်ဆင်ထားကြစီခြင်းနဲ့အဲနောက်တစ်ခုကဒါလွတ်မြောက်လာပါတယ်ဆိုတဲ့နိုင်ငံရေးနဲ့ပတ်သက်ဆက်နေပြီးတော့လွတ်မြောက်လာတယ်ဆိုတဲ့သူတွေအနေနဲ့ကလည်းလုံခြုံစိတ်ချရတဲ့အစီအမံမျိုးရှိစေချင်တယ်ပေါ့နော်နောက်ကနေပြီးတော့လွတ်တော့ပြလိုက်တယ်ပြရတဲ့ဒါဘာကြောင့်မလို့ညာကြောင့်မလို့ဆိုပြီးတော့လာပြီးတော့ ဆွဲခေါ်သွားတဲ့ဟာမျိုးတွေမဖြစ်ဖို့ပေါ့နော်မဖြစ်ဖို့ဒါဂျူရီစီစဉ်တာမျိုးတွေလည်းလုံးစေချင်တယ်ပေါ့နော်ဟုတ်တကယ်တမ်းဟိုရဟိုဒီအစတန်တရက်နေမှာလှုပ်မဲ့ဆိုရင်လည်းကျွန်တော်တို့ပြည်သူတွေလေးစားတံပိုးထားရတဲ့အမေစုလိုလူမျိုးတွေကမရာအဝင်းမြင့်လိုလူမျိုးတွေဒါတကယ်နိုင်ငံရေးနဲ့ပတ်သက်တဲ့တကယ်ခေါင်းဆောင်ခေါင်းတွေပေါ့နော်ဒီလိုလူမျိုးတွေလွတ်လေလွတ်ထားလည်းမရှိဘူးပေါ့နော်တမိုင်းတောက်လျှောက်ကြည့်မယ်ဆိုရင်တော့အရှေ့ကပြောသလိုပဲခိုးဆိုးလူလိုက်တွေလူမိုက်တွေငားပြီးတော့အဲ့လိုပြန်လွတ်ပြီးတော့ဝန်ခံကတိထိုးပြီးတော့ စစ်တပ်ကပဲပါပါရမယ်ဆိုတဲ့အကြောင်းအတားမျိုးတွေဟိုဝန်ခံကတိထိုးပြီးပြန်လွတ်တာတွေကများတယ်ပေါ့ဟုတ်တယ်အဲဒါကျွန်တော်တို့အာဟိုလိုမျိုးမတရားဖန်ဆီးအချင်းချခံထားရတဲ့ကျွန်တော်ရဲ့ခေါင်းဆောင်တွေအတွက်တော့လူလူရဲ့ခေါင်းဆောင်တွေအတွက်တော့ဒါဆူတောင်းရုံမှတပါဘာမှမရှိဘူးပေါ့လေနော်ဟုတ်တယ်ဟုတ်သူတို့တို့လှုပ်ချင်လို့လှုပ်နေတဲ့အနေအထားမျိုးမှာကိုဘာမှတတ်နိုင်တဲ့အနေအထားပေါ့နော်အဲ့တော့မြန်ဆုံးလွတ်မြောက်ဖို့အတွက်ပဲကျွန်တော်ဆူတောင်းနေ အဲလွတ်မြောက်ပြီဆိုတဲ့နေ့ကလည်းအားလုံးပျော်ရွှင်ရမယ့်နေ့ပဲပေါ့နော်အဲ့တော့အားလုံးလွတ်လာတဲ့သူတွေတော်တော်ကျေးဇူးတင်တယ်အဲလွတ်လာတဲ့သူတွေအတွက်ဝမ်းတာတယ်အဲဒါပေမဲ့နောက်ထပ်ကြံနေသေးတဲ့သူတွေအတွက်လည်းကျွန်တော်တက်နိုင်တာတွေဝိုင်းလုံးကြတာပေါ့နော်ဟုတ်ဒါနဲ့စန္ဒနီရဲ့နေ့မှာတော့ဒါဟိုဘောစစ်တကနေပြီးတော့ကောင်းချီအောင်ဆောင်ပြီးဟွန်းထောင်ထဲကလွတ်တာပေါ့နောက်တစ်ဖက်မှာလည်းနေစန္ဒရဲ့နေ့မှာပဲဒါမော်ကုတ်မြို့ဒီအန်အန်ဒီထိန်းချုပ်ထားတဲ့မော်ကုတ်မြို့ဒါ လေတက်ကနေပြီးတော့ဘုံကျဲတိုက်ခိုက်တာပေါ့အဲ့ဒါပြောတာမဆိုရင်နော်ဖုံချောင်းဟိုကအနာပေါ့လေနှစ်ကြိမ်နှစ်ကြိမ်တိုင်းတိုင်းလေချောင်းတိုက်ခိုက်မှုတွေရှိမှလည်းဒါနှစ်ဆန်းတရက်နေမှဒါနှစ်ဆန်းတရက်နေဆိုတော့ဘုရားဒါကောင်းမှုကုသိုလ်ဟုတ်တယ်တော်တော်များများလောက်ရမယ်ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံရဲ့ဒါနှစ်တက်ကူပေါ့နော်တကယ်နှစ်တက်ကူတဲ့အချိန်မှာပဲမိကောင်းမှုကုသိုလ်တွေလောက်ရတဲ့အချိန်လောက်ရမဲ့အချိန်မှာစစ်တကတကယ်ကိုခုနနှစ်ဆန်းတရက်လို့ဟာမျိုးအသိဉာဏ်တင်းဆိုလဲခုနအကြိုးကနေမှကျွန်တော်တို့အခု တောက်လျှောက်ပေါ့နော်နစ်စန်တရားနေတရားမှမပြောင်းနော်အကျိုးလေးရနေပြီးတော့ဒါအကျိုးလေးဆိုလည်းရှင်းပြီနဲ့မင်းတက်တို့ပါတော့နောက်ပြီးအကြအကြအတက်ဒါ16ရက်နေ့အတက်နေ့လို့ဟာမျိုးမှာလဲဒါကျွန်တော်တို့လက်ဟိုပါပေါ့မန္တလေးတိုင်းနောက်ပြီးစကိုင်းတိုင်းမကွေးတိုင်းမကွေးတိုင်းဆိုမျိုးနဲ့တော်တော်များများပေါ့စောတို့ဂံကောတို့ဟုတ်တယ်တော်တော်များများကိုဘုံကျဲတိုက်ခိုက်တယ်နောက်တစ်ခုကပဲခူးတိုင်းဟွန်းဒါတောက်လျှောက်ဘုံကျဲတိုက်ခိုက်နေတာဒါကြံတွင်းရနေပြီးတော့အခု နေစံတရက်နေ့အထီကိုပဲဘုံကျဲတိုက်ခိုက်နေရပါဘောဟုတ်အဲ့ဒါပြောလေဒါတစ်ဖက်မှာဟန်ပြပဲသူကလှုပ်တာပေါ့နော်ဟုတ်တယ်ဒီကောင်းနေရဲ့အလုံမှန်များအကုန်ဟန်ပြပဲဟုတ်တယ်ဟန်ပြလှုပ်တယ်ရေရချီတယ်ဒါပဲဘာမှစေနာရှိလို့မဟုတ်ဘူးပေါ့နော်အပြောတကယ်စေနာရှိဖြစ်ရသူတို့ရဲ့လှုပ်ရက်တွေကခုနလိုတိုက်ခိုက်မှုတွေကိုကြည်ရတယ်သိသားစီရင်လုံးဝလိုအခါကြီးရက်ကြီးတွေလည်းသူတို့မရှောင်ဘူးလုံးဝကုသိုလ်ကောင်းမှုလုပ်နေရမှာသူများရဲ့ဆိုရင်ဒါငါလှုပ်တာတော့ဘာလို့ဒါမျိုးပုံစံမျိုးလုပ်နေရတဲ့ အထင်ကြီးနေတယ်အခါကြီးရက်ကြီးလို့နေမျိုးတွေဒါမျိုးနေတွေကစားကောင်းနေလူတတ်ဖို့ပဲစဉ်းစားတယ်ပြီးရင်တို့လှုပ်လိုက်တဲ့ဟာတွေအကုန်လုံးကြီးလိုက်မယ်ဆိုရင်အခုဆိုရင်အဲပြည်သူတွေကိုလှုပ်တာပုံများတယ်ဟုတ်တယ်အဲတန်ခါတွေပါတယ်အသက်ကြီးရွယ်တွေပါတယ်ကလေးတငယ်တွေပါတယ်တို့လည်းတက်ဖွဲ့ရှိပါတယ်ဆိုတဲ့နေရာမဟုတ်တဲ့ဟာတွေအများကြီးပဲဟုတ်တယ်ဘုံကြီးကြောင်းတက်ဖွဲ့ဖြစ်တယ် ဖြစ်ပွားခြင်းမရှိဘူးတဲ့နေရာပေါ့အခုချင်းပြည်နယ်မင်းတက်စတာဆိုခရစ်ယာန်ဘုန်းကျောင်းတို့ပါတော့ဆိုလဲဒါဟိုခရစ်ယာန်ကျောင်းပေါ့ sorry ခရစ်ယာန်ကျောင်းတို့ပါတော့ဆိုလဲဘုန်းကြီးတိုက်ခိုက်တာနောက်တစ်ခုကဘုန်းကျောင်းတွေဟုတ်တယ်ဘုန်းကြီးတိုက်ခိုက်တာတွေဟုတ်တယ်အားဆုံးလုပ်တာပေါ့အဲ့လိုပုံစံမျိုးတွေကြီးပဲလုပ်တာဆိုတော့ဒီကောင်တွေဘယ်လောက်ရုံမာတယ်လဲဆိုတဲ့ဟာဒါတွေကတသက်တယ်ပဲဟုတ်ဒါတွေကတသက်တယ်ပြီးတော့ဒီပြည်သူပေါ်မှာစေနာမရှိဘူးဆိုတဲ့ဟာတွေကလည်းဒါတွေကတသက်တယ်ပဲပေါ့နော်ပြီးတော့ဒီဘုန်းကြီးတိုက်ခိုက်မှုတွေမှာကျွန်တော်အခုသတင်းတစ်ခုရတယ်အဲ့ဒါမိလာ ဒီရှန်တဲရှေ့လို့ဟုတ်ရှေ့စခန်းသားဟုတ်တယ်အဲအဲ့ဒီမှာရုရှားတွေပေါ့နော်ရုရှားတွေအများကြီးပဲတဲ့ဒီအဲတောက်စားပျော်ပါနေကြပါဗောနော်မြေမူးယူနေရတဲ့အခါကျရင်ည7နှစ်နာရီတနာရီထိမအိတ်ကြဘူးဗောနော်အဲအဲ့ဒီဟာတွေကဗောနော်ဒီရှန်တဲလီတက်ကနေပြီးတော့ခေါ်ထားတဲ့ရုရှားတွေဆိုပြီးတော့လေချို့ကပြောကြတယ်သုံးသက်ကြတယ်အခုတည်င်းနေလဲတော်တော်များများကျွန်တော်သိရတယ်ထဲကချို့ပြောပြလာတဲ့ဟာတွေမှာလည်းဒီအကြောင်းအရာတွေပါလာတယ်အဲ့တော့ ဒါတွေဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာကိုမေးချင်တာပေါ့နော်ပြန်ဒီစကန်တာဟိုတယ်မှာထားရတယ်ဆိုတဲ့ဟာဟုတ်လားမဟုတ်လားဆိုတဲ့ဟာကိုကျွန်တော်သိချင်တာဟုတ်ဒီစကန်တာဟိုတယ်ကကျန်တဲ့ကျွန်တော်တို့ကျွန်တော်တခါတလေမှာမိတ်ချလာလေသွားတဲ့အချိန်ကျအဲစကန်တာဟိုတယ်တွေပါတချို့ရေကူးရင်းနဲ့သွားတက်မယ်ဆိုရင်တော့အခန်းအပြည့်အဲအခန်းပြည့်ကခုနကကျွန်တော်တို့လေကြောင်းတက်တင်လေးတဲ့စကန်ဌာနချုပ်ရဲ့နောက်တစ်ခုကလေထုတ်လုပ်ပြင်စေးဌာနချုပ်ရဲ့အဲ့မှာရှိတယ်ခုနရုရှားပေါ့ ရုရှားတွေကအဲ့မှာကျွန်တော်တို့29စင်နာတို့ဟုတ်စင်နာတို့ဒီလေးလေးထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်မှာဒီရုရှားနေပြီးတော့ကျွန်တော်တို့တရာဦးတရာဦးကနေယူမှာခုနလိုဒီဟိုပါရှန်တဲ့ပေါ့တဲ့အဲ့လေးထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်မှာပဲလေးစင်နာကိုစင်ပြီးပြီဆိုရင်တခါစံတက်မောင်းမောင်းနေတာပေါ့နော်ကောင်းပြီဒီလေးရင်ကစိတ်ချပြီဆိုမှကျွန်တော်တို့ဒီလေတက်ကပိုက်လော့တွေဒါလွှဲပြောင်းလောက်တာမျိုးလေးအဲ့ဒီမှာရှေ့မှာလည်းရှိသေးတယ်ကျွန်တော်တို့တရားဦးမှာတော့ဆိုတာ ရဝန္တာတီလေးအမျိုးစားတော့မှာဆိုစရရောက်ရှင်းပဲကျွန်တော်ဒီပြက်ခတ်လက်ကျင့်စင်နေပါလိမ့်မှာဆိုလည်းဒီရုရှားအစပါတယ်ဒီရခိုင်ပြည်နယ်ကိုပြက်ခတ်စင်နေမှာစပြီး night flying ပြန် ပြီးတော့ဒါလင်းကျွန်တော်တို့တော့အံ့ဩတာပေါ့နော်ဒီရဝန္တာတီစရရောက်ရှင်းမှာဟာညာဘက်ကြီး night flying ပြန်ပြီးတော့ဘလို့ဖြစ်လို့ပြစ်တာလဲစမဟုတ်ဘူးလို့ရုရှားကိုယ်တိုင်မှာပါတယ်ပေါ့နော်ဒီရခိုင်ပြည်နယ်ကိုပြက်ခတ်စင်နေပါလိမ့်မှာတော့ဒီရဝန္တာတီတော့အခုဆိုရင်ဒါစူတာတီဒါ ဟိုကျွန်တော်မြင်တလောက်ကတော့စူတာတီးဆိုရင်ဘိုးကြီးကလည်းအဲ1901နေပြီးတော့1907 9C လို့တွေ့တာအခုငလင်လှုပ်တော့ကျွန်တော်တို့ကောင်းကင်တပ်ပုံတွေပါတယ်နေပြီးတော့ရိုက်တဲ့အခါမှာကြည့်တဲ့အခါကျတော့နေပြီးတော့မှစူတာတီးက၄စီးထုတ်ထားတာပဲတွေ့တယ်ဒါ၃စီးကတော့တေးကြတယ်ရှမ်းထဲမှာပဲရှောင်းနေဖြစ်နေတယ်ပေါ့နော်အခုနောက်ပိုင်းမှာတို့ပြက်ခတ်စင်ကိုရင်တော့ကျွန်တော်တို့ကဒီလေရင်ပြက်ခတ်စင်ကိုကျတော့ဒါဟိုမဲညိုတောင်တော့ပါတော့အဲ့လိုတောင်နေမှာတွားတွားပြီးတော့ ပြက်ခတ်စဉ်လေးကျင့်တာပေါ့အခုနောက်ပိုင်းကျတော့အာနာတိုင်မှုဖြစ်စဉ်နောက်ပိုင်းမှာအဲ့လိုပြက်ခတ်စဉ်လေးကျင့်တာဟာကျွန်တော်တို့ဒီခုလက်ရှိဟိုဟာဖြစ်နေတဲ့ပြည်သူတွေနေအိမ်နေဖုံးကြောင်းတွေဒီကောင်နဲ့အဲ့ဒါပြက်ခတ်စဉ်လေးကျင့်တဲ့လိုမျိုးဖြစ်နေတာ။ဩတိုက်ပွဲမဖြစ်တဲ့နေရာလဲအဲ့လိုမျိုးကိုတက်ပြီးတော့ပြစ်နေတဲ့အနေအထားမျိုးတွေရှိမှလဲကျွန်တော်တို့ဒီမှာစီဒီဘက်ပြည်သူဘက်ရက်တီလာတဲ့ဒါပိုက်လော့ပေါက်စာပေါ့နော်ဟိုပိုပေါက်စာဆိုလဲခွေးပြပါလေ။ဒါပြက်ခတ်စဉ်လေးကျင့်တာဆိုရင်ဒီကရင်ပြည်နယ်လာပြီးတော့ KA နဲ့ ဟုတ်တယ်ပြည့်ခတ်စဉ်လေ့ကျင့်တာပေါ့အဲပြောဆိုလို့ကျွန်တော်အခုဒီစကန်တာဟိုတယ်ပိုင်ရှင်ကလည်းဒီလိန်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်စပြီးတိဆောက်ပါပြီဆိုကြတဲ့မှာဒီ GE ခေါ်တာပေါ့အဲ GE ကလူရဲ့ဒါစကန်တာဟိုတယ်ပိုင်ရှင်က GE ရဲ့လူသူပိုင်တာပေါ့အဲဟိုတယ်ကတော့အဲခေါ်လုံးအပြည့်ပဲဒီအဲရုရှားတရုတ်တော်တော်များတော့အခုဆိုရင်တော့ဒါရုရှားပေါ့အခန်းအောင်မရှိဘူးသူတို့အပြည့်ယူထားတာနှစ်နဲ့ရှိပြီတော့ ော်တို့တော့ကိုတည်တံဆောက်ထားသလိုပေါ့ဟုတ်တယ်ဒါမန္တလေးဆိုရင်မန္တလေးဒါတရားဦးကနေမှမန္တလေးမြို့ထဲမှာရှိတယ်ဒါဟိုတယ်တွေပါတယ်ဆိုလဲအဲ့လိုနှစ်နဲ့ရှိပြီးတော့ငားပေးရတာအဲ့လိုအေအော်ရီတိုင်းဆိုရင်ရင်တော့ကျွန်တော်တို့ပသိမ်ဟိုတယ်တို့ပါတော့မှအဲ့လိုမျိုးနေတာပေါ့လေအဲ့လိုဟိုတယ်တွေမှာပဲသူတို့ကနေတာများတယ်ပေါ့ဟုတ်อืมအဲ့ဆိုရင်ဒါဖြစ်နေချင်းအများကြီးရှိသွားပြီပေါ့နော်ပြီးတော့ရှေ့မှာလည်း ဒီလိုမျိုးပဲလာတယ်လာပြီးရင်ဒါဒီမှာတဲတယ်တဲပြရနဲ့ဒီလက်တက်ထဲမှာရှိတဲ့လေရင်နေပေါ့နော်သူတို့လာပြီးရလေရင်နေကိုဆင်းတယ်မောင်းနေတင်တယ်လေ့ကျင်တာတွေကူတယ်တိကက်ဆင်းနေလေ့ကျင်တာတွေကူတယ်ဆိုတော့အခုနောက်ပိုင်းဒါပြောရမယ်ဆိုရင်ဒီဒေတာတော်တော်များများမှာလိုက်ကျဲနေတဲ့ဟာတွေကဒီကောင်တွေရဲ့လက်ချက်မဟုတ်ဘူးလို့တော့ဒါပြောလို့မရတော့ဘူးဒီကောင်တွေကပါတယ်ဆိုတဲ့အစ်မျိုးတွေအထိကျွန်တော်တို့ထည့်တွက်ရတော့မှာဘာလို့လဲဆိုတော့ချိန်မှာဒီရုရှားနဲ့ယူကရိန်းစစ်ပွဲမှာလေရုရှားဘက်ကနေပြီးဝင်တိုက်တဲ့ တရုတ်တွေဘာတွေအစားတွေ့လာရှိရပေါ့နော်အဲ့ကြအဲ့လိုမျိုးဒီကောင်နေနဲ့ဆက်ဆက်နေတဲ့နိုင်ငံနေစီကနေမှသူကအချင်းချင်းပြန်ကူညီတဲ့ဟာတွေကအများကြီးတွေ့လာရတယ်အဲ့တော့မြန်မာကလည်းအဲ့ထဲမှာပါတယ်မြန်မာကခုကြည့်ပါလားဆရာကြီးဟုတ်တယ်မလားဒါရုရှားတရုတ်ဘယ်လာရုအဲ့အဲ့လိုမျိုးအဖွဲ့တွေနဲ့သူက ော်တော်လေးဒါဆက်ဆက်ရင်းကောင်းပုံစံမျိုးမရောက်နိုင်တိဆောက်ထားတာမျိုးတွေ့ရတွေ့ရကြကူမာပဲကူမာပဲကူမာပဲဟိုမှာလည်းအချင်းချင်းကူနေတဲ့ဟာမျိုးတွေတွေ့ရသလိုဒီမှာလည်းကူနေတဲ့ဟာမျိုးတွေကတောက်လျှောက်တွေ့ရတယ်အဲ့တော့ကျတော့တိုက်ခိုက်ရေးပိုင်းနေရာစာဒီကောင်းနေကူနေလို့ကျွန်တော်တို့ကယူဆလို့ရလာပြီပေါ့နော်ဟုတ်တယ်အဲ့ရှေ့မှာလည်းအဲ့လိုတရင်နေရာတောက်လျှောက်ထွက်တယ်အထွက်တဲ့ချိန်မှာအခုဒါဆက်ရေးပြောပြရတဲ့ပုံစံရဆိုရင်ကောင်းနေကတနည်းမဟုတ်တနည်းနဲ့လာပြီးတော့ကူညီပေးနေရအခုနောက်ပိုင်းဆိုရင်ပြစ်ခတ်စင်နေရာစာကူညီတဲ့ပုံစံမျိုးဖြစ်နေရပါဘောဒါဆိုရင်နော်အဲ့တော့ကျတော့ဒါတပ်ဖွဲ့တွေအနေနဲ့လည်းဒါကို ုံသိမ်းလုံထိုက်တာလေးတွေလုံဖို့အတွက်ပေါ့နော်ဒါလည်းဒီနေရာနေအကြံပြုချင်တာပေါ့နော်အဲကြဒါကဒါကျွန်တော်တို့ဒီရက်ထဲမှာသိရတဲ့သတင်းအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့အတွင်းနေရာသိရတဲ့ဟာတွေရောဒါသတင်းအနေနဲ့တက်လာတဲ့ဟာတွေရော ပြောလို့ရသလောက်ကျွန်တော်တို့ပြောပြပေးတာဖြစ်ပါတယ်ပေါ့နော်အဲတော့ဒီချက်ပြောရမယ့်အကြောင်းအရာတွေဆိုရင်လည်းကျွန်တော်တို့သက်ဆိုင်တဲ့တပ်ဖွဲ့တွေစီကိုကျွန်တော်တို့ရအောင်အဲဒါကြောင့်အကြောင်းအရာတွေပို့ဆောင်ပေးမယ်ပြောမယ်ပေါ့နော်အဲပြီးတော့တို့တွေလှုပ်ဆောင်နိုင်ဖို့အတွက်ကိုကျွန်တော်တက်နေသောဝိုင်းကူကြတာပေါ့နော်အဲကြောင့်ဒီရက်ထဲမှာသတင်းတွေရလဲထူပါတယ်ဒီလိုပဲစစ်ကောင်စီရဲ့လှုပ်ရက်တွေကလည်း မမရန်လိုရတရားလည်းဆက်ပြီးတော့ရှိနေတုံးပဲပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်မိဘပြည်သူတွေအနေနဲ့ဒါတော်လန်ပြည်သူတွေရတော်လန်တက်ဖွဲ့တွေအနေနဲ့ရောပို့ပြီးတော့ give site ကြစီခြင်းနဲ့လာမဲ့ဒီကာလတွေမှာပေါ့နော်အောင်မြင်မှုတွေရယူနိုင်ဖို့အတွက်ကိုကျွန်တော်ပို့ပြီးတော့စူးစမ်းကြပါမယ်လို့ဒီညနေ့ပြောချင်ပါဗျအားလုံးပဲကျေးဇူးတင်ပါတယ်